မင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင်အခုတခါတင်ဆက်ဖတ်ပြမှာကတော့ဆရာဒေါက်တာ သူရိန်လှိုင်ဝင်းရဲ့လူရဝင်ချင်းမှတ်စုများဟူသောစာအုပ်ထဲကစာစုလေးတချို့ပဲဖြစ်ပါတယ်ရှင် ကိုစိတ်ကိုပြင်ဆင်ခြင်း လူတွေကသူတို့ကိုသူတို့တခြားလူတွေနဲ့နှိုင်းရှင်လေးရှိတယ်။အထူးသဖြင့်ကိုနှိပ်ပါနေတဲ့အချိန်လို့ခံစားရခြင်းဆိုရင်တခြားသူတွေနဲ့ပိုပြီးနှိုင်းရှင်တဲ့စိတ်ဓာတ်ကြတဲ့စိတ်ဖိစီးတယ်။ကိုအလုံးမရသေးတဲ့အချိန်မှာအလုံးရသွားတဲ့သူတွေနဲ့နှိုင်းရှင်ပြီးအသုံးမကျတဲ့ခံစားချက်ကြီးကို မွေးမြူတယ်။စိတ်ဖိစီးမှုတွေကိုအသက်သွင်းတယ်။သူများတွေနဲ့ရှင်ရင်ငါနောက်ကျနေပြီလား။ 2012ခုနှစ်မှာကျွန်တော်ဘွဲရတယ်အရင်တုန်းကတော့အကြောင်းသားအခုဘွဲရသွားပြီအလုံးမရခင်စက်ကြားမှာတော့အလုံးလက်မဲအလုံးရှာမရပဲအိမ်မှာအလကားနေအလကားထိုင်စားရတဲ့အချိန်ကြာလာတာနဲ့အမျှကိုကိုကိုရှက်လာတယ်တငယ်ချင်းအပေါင်းအသင်းတွေအလုတ်ကိုစီနဲ့ဖြစ်လာတဲ့အခါအဲ့ဒီရှက်ယွန့်တငယ်မှုကပိုဆိုးလာတယ်အရင်ကလက်ဖက်ရည်ဆိုင်အတူတူထိုင်နေကြလူတွေကအလုတ်တွေရကုန်တော့တယောက်ပြီး ီးတယောက်မအားတော့ဘူးအရင်ကအတူတူဂိမ်းစောပေါ်စောဘတ်တွေက ရုံတက်ရမှာမို့ညှိနှက်တဲ့အထိမနေနိုင်တော့ဘူးအဲ့ဒီအချိန်ထိကိုက အလုတ်လက်မယ်တဖြည်းဖြည်းနဲ့သူတို့နဲ့ဝေးသွားတဲ့နေရာမှာနေခြင်းစိတ်ပေါ်လာတယ်ဆွေမျိုးတွေနဲ့တွေ့လို့ဘာလုပ်နေလဲမေးတဲ့အခါကို့မှာဖြေစရာမရှိဘူးတငယ်ချင်းပေါင်းသင်းတွေတွေ့လို့သူ့အလုတ်အကြောင်းကို့အလုတ်အကြောင်းပြောတဲ့အခါ ကို့မှာပြောစရာမရှိဘူးဒီလိုနဲ့တွေ့ရအလို့ခေါ်တဲ့နေရာတွေမှန်သမျှ CV ဖောင်တွေလိုက်ဖို့ interview ဖြည့်ပြီးရင်ဖုံးဆက်ပြီးအလို့မခံဖြစ်ဘူးလားလို့အကြိမ်ကြိမ်လှမ်းမေးတယောက်တည်းကဘာပြက်နေတာပေါ့ ြေတနာကရှက်ယွန့်သိငယ်မှုနဲ့အလုတ်မရမှာကိုစိုးရိမ်တကြီးဖြစ်နေတဲ့အသက်22နှစ်အရွယ်လူငယ်တယောက်ရဲ့ကိုကိုကိုယုံကြည်ချက်မရှိမှုအသွင်အပြင်ကအတိုင်းသားဖြစ်နေတော့အလုတ်ကရှာသာရှာမရနိုင်ဘူးအလုတ်မရနိုင်ဖြစ်လီအလုတ်ရှိနေတဲ့ကိုတငယ်ချင်းအပေါင်းအသင်းတွေကိုကြည်ပြီးငါဟာအရှုံးသမားတသက်တယောက်ပဲအတုံးမကျတဲ့သတ္တဝါတကောင်ပဲအရန်ကိုနောက်ကျနေပြီဆိုတော့ခံစားချက်တွေဖိစီးလာတ ယ်။ခုနှစ်နှစ်အကြာဒီနေ့အချိန်မှာတော့အဲ့ဒီပြဿနာတွေမရှိတော့ဘူး။အကုန်လုံးအလောအကန့်ကိုစီနဲ့ကိုကျွမ်းကျင်ရနယ်ပယ်တွေမှာနေရာရနေကြတယ်။အဲ့ဒီတုန်းက ကိုထင်ခဲ့သလိုငါတော့လုံးလုံးအသုံးမချတဲ့သူ ဖြစ်ပါပြီ ဆိုတာမျိုးလဲမဖြစ်လာဘူး။အရန်နောက်ကျနေပါလားဆိုတဲ့ခံစားချက်လည်းမရှိတော့ဘူး။အချိန်အားစိုက်ထုံမှုနဲ့ကြမ်းကျင်မှုတွေပေါင်းစုံသွားတဲ့အခါ ိုသွားနေတဲ့လမ်းနဲ့ပန်းနိုင်ကထင်ထင်ရှားရှားမြင်လာရပြီဒါဖြစ်ရင်အဲ့ဒီအချိန်တုန်းကဘာလို့ဘဝပြတ်မတက်စိတ်ပြတ်အားရော့ခဲ့ရတာလဲတရခန့်ကတော့နှိုင်းရှင်လို့ပါ လူတွေကသူတို့ကိုသူတို့တခြားလူတွေနဲ့နှိုင်းရှင်လေးရှိတယ်အထူးသဖြင့်ကိုနှိပ်ပါနေတဲ့အချိန်လို့ ကိုယ်တိုင်ခံစားရခြင်းဆိုရင်တခြားသူတွေနဲ့ပိုပြီးနှိုင်းရှင်တယ်စိတ်ဓာတ်ကြတယ်စိတ်ဖိစီးတယ်ကိုယ်အလုံးမရသေးတဲ့အချိန်မှာအလုံးရသွားတဲ့သူတွေနဲ့နှိုင်းရှင်ပြီးအတုံးမကြတဲ့ခံစားချက်ကြီးကို မွေးမြူတယ်စိတ်ဖိစီးမှုတွေကို အသက်သွင်းတယ်မတူညီတဲ့အကြောင်းရင်းခံတဲ့အနေအထားတွေပေါ်မှာရှိနေတဲ့ကိုယ်နဲ့တခြားသူနဲ့ကိုနှိုင်းရှင်ကြည့်တဲ့အခါနာကျင်မှုတွေစတင်ဖြစ်ပေါ်လာတယ် လူတွေကိုမွေးကလေးကမတူညီတဲ့လမ်းတလန်းစီမှာမွေးလာတယ်။ကိုမိဘတွေဖောက်ပေးထားတဲ့လမ်းတွေပေါ့ ကိုနဲ့အတူအနီးအနားကတခြားလမ်းတွေကိုလည်းမြင်နေရတယ်။ဒါပေမဲ့လမ်းရွေးချယ်ပိုင်ခွင့်မရှိဘူး။ချမ်းသာတဲ့မိဘတွေစီမှာပေါက်ဖွားပြစီလို့တောင်းဆိုပိုင်ခွင့်မရှိဘူး။တချို့မိဘတွေဖောက်ပေးထားတဲ့လမ်းတွေကပြစ်ပြစ်ချောမွေတယ်။တချို့မိဘတွေဖောက်ပေးထားတဲ့လမ်းကတော့အခက်အခဲတွေရှိတယ်။အဖုအထစ်တွေရှိတယ်။ ကိုပိုင်တဲ့လမ်းကြိုက်တယ်လို့အသုံးချလို့ရတယ်။ပြေးလို့ကပြေး၊ရှောက်လို့ကရှောက်။ဘယ်မှမသွားပဲရက်နေချင်းတပဆူလဲရတာပဲ။ပြေပြစ်ချောမွေးအောင်ဖောက်ထားတဲ့လမ်းမှာမွေးဖွားကြီးပြင်းလာခဲ့တဲ့သူတယောက်က ခက်ခဲကြမ်းတမ်းတဲ့နေရာမှာမွေးဖွားလာခဲ့ရတဲ့သူထက်တော့ရှေ့ရောက်နေမှာပဲ။ဒီလိုပဲကိုထက်ကြမ်းတမ်းတဲ့ အဖို့အထက်များတဲ့လမ်းတွေပေါ်မှာမွေးဖွားခဲ့ကြသူတွေလည်းရှိတယ်။သူတို့ကတော့ကိုနောက်ကနေဆက်လျှောက်နေကြရမှာပဲ။ခက်ခဲကြမ်းတမ်းတဲ့လမ်းပေါ်ရှောက်နေရသူတွေအတွက်ပြည့်ပြည့်တဲ့လမ်းပေါ်ရှောက်နေသူတွေဟာ အားကျစရာအတိပဲ။ကြောင်းပီးတာနဲ့အဖေကုမ္ပဏီမှာမန်နေဂျာဖြစ်သွားတဲ့သူကိုအားမကျမိပဲနေပါမလား။ကို့မှာအလုပ်ရဖို့ရုန်းကန်နေရချိန်မှာဘွဲရပြီး ဒါနဲ့ဆိုင်တဆိုင်ဖွင့်အေးဆေးနေနေတဲ့သူတွေကိုမြင်ရတော့ကိုဘွားကိုမကြိမ်စဲမိပဲနေပါမလားဒါပေမဲ့ကိုလန်ကိုဆက်မလျှောက်ဖဲနေလို့မရဘူးရှေးကိုတော့ဆက်သွားနေမှဖြစ်လိမ့်မယ်ခက်ခဲကြမ်းတမ်းလုံးနဲ့ကွာလို့ညင်းညူနေလို့မရဘူးတခြားလန်းတွေကတော့ตายာလိုက်တာလို့စိတ်ပြတ်အားလျော့နေလို့မရဘူးကိုပိုင်တဲ့လန်းကိုတိုင်အစုံထိမဖောက်နိုင်ရင်သွားပြီဒီတော့ ကုန်းတက်ရောက်ရင်ပိုအားထည့်ရမယ်။စူးညောက်ခလုတ်တွေရှိရင်ဂယုတစိုက်ဖဲ့သွားရမယ်။သူများလန်းကိုအာယုံဆိုင်လွန်ပြီးကိုလန်းကိုစိတ်ပြတ်အားလျော်မှုမှာပဲစိတ်ရောက်နေရင်စူးညောက်တွေနင်းမိမယ်အတားအဆီးတွေမှာရက်တက်နေရလိမ့်မယ်ကိုထက်လန်းပြည့်ပြည့်သူဟာကိုထက်အရှိရောက်နေမယ်ကိုထက်ပိုလန်းကျန်းတဲ့သူက ကိုအနောက်မှာရှိနေမယ် ကိုနောက်ရောက်နေရင်လဲအားငယ်စရာ မရှိသလိုကိုရှိရောက်နေလို့လဲရက်တန့်ဂုံယူနေစရာမလိုဘူးလမ်းဆိုကြတဲ့ကဂုံတက်ဂုံစင်း ြည့်ပြည့်စံတန်းမှုတွေက အကန့်လိုက်နေရာယူထားတာပဲလေအချိန်အပိုင်းခြားတစ်ခုမှဘယ်နေရာတွေရောက်နေမလဲဆိုတာကိုဘယ်သူမှ မသိနိုင်ဘူးအိုဘားမားကအသက်55နှစ်မှာသမ္မတအဖြစ်ကနေပြင်ဆင်ယူတယ်ဒေါ်နယ်ထရန့်ကအသက်80မှာမှ သမ္မတဖြစ်တယ်နောက်ကြတယ်နောက်မကြဘူးဆိုတာက တခြားသူတွေနဲ့နှိုင်းရှင်ကြည့်ရာကနေဖြစ်လာတာပဲ ဒီလိုသာဆိုရင် ကိုထက်စောနေတဲ့သူအများတန်းရှိတယ်အဲ့ဒီလိုပဲကိုထက်နောက်ကျနေတဲ့သူတွေလည်းအများတန်းရှိနေအောင်ပါပဲဒါကြောင့်နှိုင်းရှင်သားတွေကိုစိတ်ထဲမထားပဲကိုလန်ကိုပဲအာယုံစိုက်ပြီးသွားပါ အတားစီးတွေတွေ့ရင်ကြော်လွားပါဂုံးတက်တွေဆိုအားဆိုင်ထုတ်ပါပြေပြစ်တဲ့နေရာလေးတွေမှာလမ်းဘေးကအလှအပတွေကိုခံစားပါ ဘဝရဲ့တာယာနာပျော်မှုတွေကိုတတိပြုပါဒါကိုလမ်းပဲမဟုတ်လားကိုစိတ်ကြိုက်ပြေးလို့ကပြေးပါရှောက်လို့ကရှောက်ပါဒါပေမဲ့ကိုလမ်းကိုအာယုံ အပြည့်စိုက်ဖို့တော့မမေ့ပါနဲ့စတီဗ်ဂျော့ကပြောတယ်လူဘဝဟာ အမှတ်ဆက်တွေကိုဆက်နေရတာပဲတဲ့ကိုဘဝရဲ့အမှတ်ဆက်တွေကိုအပြည့်အဝအာယုံစိုက်ထားတဲ့သူတယောက်ကသူ့အမှတ်ဆက်တွေကိုပေါင်းဆက်လိုက်တဲ့အခါပုံရိပ်တစ်ခု ပြစ်ပြစ်ဝဝပေါ်လာနိုင်ပါလိမ့်မယ်လူတယောက်ကတခြားသူတွေကိုပဲအာယုံစိုက်ပြီးကိုဘဝကို အပြစ်အဝအာယုံမစိုက်နိုင်ခဲ့ရင်သူ့ရဲ့အမှတ်ဆက်လေးတွေဟာလှလှပပပုံပေါ်နိုင်မှာမဟုတ်ဘူးကျွန်တော်တို့ကနောက်မကြပါဘူးမတူညီတဲ့လမ်းတွေပေါ်မှာရှောက်လန်းနေရတဲ့အတွက်ကြောင့်ပြည့်ပြည့်ချုံးမွေးပုံချင်းအဖုအထစ်ချင်းမတူညီကြတာပါ မတူညီတဲ့အနေအထားနဲ့အကြောင်းရင်းခံတွေပေါ်မှာလိုက်ပြီးနှိုင်းရှင်ကြည့်နေမဲ့အစားကိုလမ်းပေါ်မှာဒါအပြည့်အဝအာယုံစိုက်ပြီးကိုအမှတ်ဆက်တွေကဒါအပြည့်အဝပုံဖော်သွားပါဒါဆိုကျွန်တော်တို့ရဲ့ဘဝပုံရိပ်ကလည်းပြည့်စုံသွားပါလိမ့်မယ် ဆရာဒေါက်တာသူရိန်လိုင်ဝင်းရဲ့သူများတွင်နဲ့ရှင်ရင်ငါနောက်ကျနေပြီလားဟုသောစာစုလေးကိုနားဆင်ပေးကြသောခလစ်ကတရားဟုချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အားလုံးပဲနေ့ရက်တိုင်းမှာအတွေ့အသည့်အမြင်သည့်ဘ ഹു တုတအသည့်များတိုးပွားနိုင်ကြပါစေရှင်။